ကျမရဲ့မီဒီယာ channel လေးကိုနားဆင်အားပေးနေကြရဲ့စာပေချစ်ပရိသတ်များလုံးမဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့မိုးကုမဟောတေမင်းပြောသည်လို့အမည်ကြရဲ့ရင်းနှီးပွေရန်မိုးကင်ဖြစ်ရမန်းဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။ဆရာတရားခန်းခေါ်လာပြီ။ပလိတ်သားမောင်သိန်းကဌာနပိုင်ကြီးဥပဒါကိုဇာတ်လမ်းပေးရင်းကပြောလိုက်တဲ့ ဟေးဘဲမလဲကွာဟုတ်ကဲ့ဒီမှာပါဆီအောင်ဥပသားကမောင်သိညွန်ပြရာကိုကြည့်လိုက်ကြဂက်စီကြီးရဲ့စပွဲရှင်းမှခုံတန်းရီးယားမှာကြုံကြုံလေးတိုင်းနေတဲ့မိမဖြိုလေးတယောက်ကိုတွေ့သွားရင်မိမဖြိုလေးကအသက်ရှည်အဖြစ်ဇကိုးနှစ်သာရှိဦးမိအသားညွန်ညွန်ကိုလုံးကိုပေါဖွင့်ဖြူပြီးလုံးကြီးပေါလာဖြစ်တဲ့မြက်ခုံးကောင်းကောင်းနှာရန်ပေါပေါနဲ့မျက်နှာပြည့်ပြည့်ပြီးအကြီးခန့်နဲ့ညိုစိန်ကျော်ဖြစ်တဲ့ မျက်လုံးများမှာပြူးကျဲဝိုင်းဆက်ပြီးလှပတော်လေရခုကတဲကိုလာစီငိုယူတာလိုမျက်ကြောများမှာမိုးဤနေပြီးဖြစ်တယ်။တရခန်တငယ်မာလေးကိုကြည့်ပြီးဌာနပိုင်ဥပသားမှာမြားစွာစိတ်မကောင်းမှကာမာလေးရဲ့မျက်နှာသွေးမြင်မှာရိုးသားမှုရိပ်ရောင်နေမြင်ရတယ်။ခဏမှာပဲရောင်တစောင်းနဲ့အသက်60ကျော်လူကြီးတစ်ယောက်နဲ့အတူအသက်ရွယ်သူမိမကြီးတစ်ယောက်တို့ဝင်လာကြတယ်။မိမကြီးမှာငိုယူထားပုံပေါ်တယ်။အခုဘာတွေလဲသမီး ဒူသူအတော်ကြီးကကာမာလီအနာကိုကပ်ပြီးတော့မေးတယ်။မတိသေးဘူးအမေဌာနပိုင်ကြီးကိုမေးကြည့်ပါလား။အမေမမေးရဲပါမို့သမီးရဲ့ဒူသူပြောပြီးဌာနပိုင်ကြီးရဲ့ရုံးငန်းတွေကိုကွက်ကြည့်ကွက်ကြည့်လုံနေကြတယ်။ဌာနပိုင်ကြီးကတခြားအလုပ်များရှုပ်နေလို့သူတို့ကိစ္စကိုမကြည့်နိုင်သင့်ပလေသားတယောက်ကဝင်လာပြန်တယ်။စီယုံကပါတဲ့လေဗျ။ဒီနေ့လောင်းကိုခွဲစိတ်ကြည့်မယ်လို့ဆရာဝန်ကြီးကပြောတော့ရင်ညနေပိုင်းလောက်ကျရင်တော့ဌာနပိုင်ကြီးလည်းကြားခဲ့ပါအောင်နေ အေးကွာညနေတော့စီးအောင်သွားကြတာပေါ့တူတူပြောပြီးဒါနာပိုင်ကြီးမှရုံကန်တွင်းမှလှုပ်လက်ဆအလုံးများကိုလက်ဆတဲ့ပြီး အပြင်ဘက်ကိုထွက်ခဲ့ကဂက်စီကြီးရဲ့စပွဲပေးမှစပွဲမှထိန်လိုက်တယ်။ကဲကလေးမနဲ့မေဘယ်လိုခေါ်လဲ။တူတူဒါနာပိုင်ကြီးကမေးလိုက်တယ်။ဟုတ်ကဲ့မခင်စိန်မရှင်အသက်ကရောစကုနှစ်ပါအဘအမီယာရောဦးကျော်စိန်မအမိအမီယာဘယ်သူလဲ။ဟုတ်ကဲ့ဒေါ်ခိုင်မအင်း ဖြစ်ပုံပြပုံကိုပြောပါအောင်ဟုတ်ကဲ့ကျမမသက်ပါမို့ရှင်ကျမရီစာကိုကြော်ရှင်ကိုကျမသိချစ်ပါတယ်ကျမမသက်ရဲပါမို့ဆရာကြီးရေဒူတော့ငိုယိုပြီးတော့ပြောတယ်ဒီမှာဌာနပိုင်ကြီးကချုံးမော့ပြီးတော့ပြန်ပြောတယ်အေးအဲ့ဒါလေဒုတိပါတယ်ကွယ်မင်းရီစာဘလို့တည်ရဲဆိုတာပြောပြပါအောင်ဒူတူပြောတော့မှမကင်းစိမ်းမလေးမျက်ရည်လေးတုပ်ပြီးတော့ဆက်ပြောတယ်စကိုင်းတိုင်းရင်းမပြေမျိုးနဲ့ မော်တော်ကားလမ်းပေါ်မှာလက်တောင်းဆိုတဲ့ကြေးရွာကြီးတည်ရှိရင်ထိုနေမှာရှေးခေတ်အင်္ဂလိပ်ခေတ်ကားကဘုံရွာကိုအောက်ချင်းတွင်းခရိုင်တို့သတ်မှတ်ပြီးစံတပါသိမ့်မထွက်ဖြင့်ငရုံနှင့်ကိုင်းသီးနံသာထပ်ပြီးရေးလေရှားပါရင်အခုတော့လင်ငေါ့ရွာမှာအလိုလျောက်ရွေထွက်နေပြီဖြစ်လို့ဂျုံဆိုင်ပြိုးရီအလွန်ထွန်းကားတဲ့ရွာဖြစ်တဲ့တောင်သူလေသမားတွေကရွာအလုတ်တဲ့ပြည်ပမအလုတ်ကိုပို့ပြီးတော့လုကြတယ်။ဆိုင်ပြိုးကင်းများမှရှာတဲ့တည်သေးဝလံများကို မုံရမြို့ကိုတင်ဖို့ရောင်းကြ၏ဦးကျော်စောဒေါခိုင်တို့မှရိုးသားတဲ့တောင်သူလေသမားများဖြစ်ပြီးမကင်စိမ်းမှာတူဦးသေးတော်သမီးဖြစ်တယ်။အိမ်မှာဦးကျော်စောနဲ့တပည့်ဆွေမျိုးတဲမှာဝင်ထွက်နေတဲ့မောင်ကျော်စိမ်းဆိုသူလူရဲတယောက်ရှိတယ်။မောင်ကျော်စိမ်းမှာအသက်အစိမ့်ရှိပြီးယောက်ျားပိသားပြီးခွန်အားပလတောင်းတင်းနေ။ပညာအားဖြင့်တော့ရေးတတ်ဖတ်တတ်ရုံသာရှိတယ်။ရေးကာလာတောကျော်တွေမှာဒေသရှင်သာဖတ်တတ်ရုံများသာရှိတယ်။ သို့သောရာလုတ်ကိုကြိုးစားလုပ်ခြင်းအာလတိရာတိမှာတေတောတက်ပြီးတိကုတ်ခြင်းစားတိတို့နဲ့ဝမ်းစာအတွက်တကိုယ်ရတကာရှာမှု မပူပင်ရတဲ့အပြင်ငွေပူငွေရှမ်းလေးများလည်းအနေငယ်များစုဆောင်းပြီးတဲ့မောင်ကျော်ရှိန်မှာမိဘနှစ်ပါးမရှိတော့ပါဇာတိမှာ ပကုတ်ကုတ်ခရိုင်ရေတကြိုဘက်မှဖြစ်ပြီးအခုတော့လက်တောင်းရွာမှာနေတိုင်းနေတယ် ။ဦးကြီးတော်ဆက်သူတန်းမှလာရောက်နေတိုင်းပြီးတဝန်းတကာရှာဖွေစားတော့နေသူဖြစ်တဲ့ဦးလေးဖြစ်သူမှလည်းတားမရမရှိပင်မိုးဆိုးဖို့တရားဖြစ်လို့ဒူဝရီးနှစ်ယောက်တည်းအတူစားပြီးတော့နေတိုင်းကြရတယ်။မောင်ကျော်ရှင်မဦးကျော်စောရဲ့လဲကိုလေကောင်းစွာကူညီလောက်ကန်ပေးသူဖြစ်တယ်။ဦးကျော်စောကလေးပြတ်ထားပြီးကလေးကကောင်းစွာအလုံးမလုံးနိုင်မောင်။ဒါကြောင့်ကူလုပ်ပြီးရာလောက်ခသီးတန်ရှားတယ်။ ဒေါ်ခိုင်ကတော့အင်မူးကိစ္စကိုလုပ်ပြီးသမီးမခင်စိန်နဲ့ဖခင်ကိုစားရာရဲကိုဆင်းပြီးမောင်ကျော်စိန်နဲ့တူအလုံးလုံးချင်းရင်းနှီးဖန်များလာတော့လူငယ်တဘာဝချီချိုင်းမိတဲ့မောင်ကျော်ရှင်ရဲ့အကြီးချင်းကိုလည်းတရှိနေပြီဖြစ်တဲ့အပြင် လောလောဆယ်မိမိရဲ့ရှားတဲ့ကိုလည်းကိုကြီးလောက်ကင်ဘူးလို့လောက်ကင်ပြီးနေတဲ့လူငယ်တယောက်လည်းဖြစ်တဲ့အတိုင်းတပည့်ဆွေရဲ့မြူရီကလည်းမကင်းဘူးအိုးကျော်စိုးဒေါ်ခိုင်တို့မှာသမီးမခင်စိန်နဲ့မောင်ကျော်ရှင်ကိုသဘောတူကြည့်ပြီးခွင်လို့ကြတယ် ဆွေမစီမျိုးမစီဓာကောင်ကျမောင်ကျော်ရှင်ကိုရှာရင်သူတို့အဖူးမာလေတသက်လုံးအားကိုးကြတဲ့လူပဲမဟုတ်လားမောင်ကျော်ရှင်မှာအတောက်စာအပြောပါကင်းပြီးရာသမျှကိုကြည်ကြည်ပါအောင်စူဆောင်းကတချို့ကိုမကင်စိန်ကိုပေးထားတယ်ယခုဝါကျော်တရင်ကျွရင် လူကြီးဆောင်ရနဲ့လက်ထက်ရှူရင်ဂလီကဝိတ်တွေပြူပြီးပြီဖြစ်တယ်မောင်ကျော်ရှင်ကအလွန်စည်းကမ်းရှိသူဖြစ်တယ်မိမိနဲ့များရင်းနှီးခင်တွေ့ပြီးတမီးစာဖြည့်လင့်ကစားချစ်သူမကင်စိန်တို့အိမ်မှာ မြည်သည့်အခါမှာတမင်းဝင်စားတောက်လိမရှိတမီးကြီးစားချစ်သူများပင်ဖြစ်လင့်ကစားကလေးကစားစကားပြောဆိုခြင်းနှကိုတဲခိုးတွေ့ခြင်းစားတဲ့အပြည့်မှုများလည်းမရှိဒီပြင်လွန်စွာမှရှက်တဲ့သူဖြစ်တဲ့လွေကုံလို့မိုးဥကြရာသည်ကိုရောက်ခဲ့ပြီဖြစ်လို့ကဆုံနေုံမိုးသားဆုံလို့ຢာရင်းမှာ ထွန်ရေးငန်ကြီးပြင်ဆင်နေပြီဖြစ်တဲ့ဒိုးချင်းမှာမကင်စိန်တို့မိသားစုမှာပြဒနာလေးတည်းပေါ်ပေါက်လာတဲ့အเจ้าမှာမုံရွာခရိုင်တစ်ခုလုံးမှာ ထိုနေ့ကမြေနှင့်မြေတိုင်းဌာနမှမြေပုံများအသည့်ရေးဆွဲပြီးလေငေါ့လေတောင်အလဲဆုံးစားရည်ကြီးရွာများနှင့်ရင်းမဲ့ပေစီရင်စုတလျှောက်လုံးမှမြေတိုင်းကွေးစင်းရမှဒေါခိုင်းရဲ့ဘက်မှစေသားမျိုးသားမကင်းနှင့်လူရဲတယောက်ပါလာခဲ့တယ်။ထိုတငယ်ကမကင်းစင်ရဲ့အမေဒေါခိုင်းဘက်မှစားတီးသားဖြစ်ပြီးကြေးတိုင်းမြေတိုင်းအလုတ်တင်စရီကလေးတယောက်ဖြစ်တယ်။အသားဖြူဖြူရုပ်ရည်တန်းပြီးမျိုးသားဆက်ဆံနေတတ်သူဖြစ်တယ်။ ဒီရွာမှာအခြေချပြီး အနီးနားဝင်းကျင်မှာမြေးများတိုင်းတော်ရှာမှာသူအမြေးတိုင်းစီလူငယ်မောင်လာအေးမှာမခင်စိန်တို့အိမ်မှာပဲအိခစားကန်နေတဲခေါ်ခဲ့တယ်ဒီခါမှာရွာထဲမှာဒေါခိုင်းကသူအမျိုးနီးစပ်ဖြစ်သူမြေးတိုင်းစီကလေးမောင်လာအေးကိုတမီးနဲ့အပိုင်ပန်းတယ်လို့စကားသံထွက်လာခဲ့တယ်မောင်လာအေးနဲ့မခင်စိန်တို့ရရင်မြို့ကိုပါသွားပြီးမြို့နေမျိုးစားနေရမယ်မျိုးသူဖြစ်မယ်စားတီတို့နဲ့မြောက်ပြီးကြတယ် မောင်ကျော်ရှင်ကထိုးအတွက်ရတမအေးနိုင်ရှာပါဒါကြောင့်တနေ့ရာထဲမှာနှစ်ယောက်တို့လုံးလုံးချင်းကထိုးသူ့ပြန်ဖွင့်ပြီးတော့မီးမိတယ်ခင်စင်ရငါမှာတော့နေရှိသမျှအလောက်ကိုကုန်းကျုံလို့ပြီးမင်္ဂလာဆောင်ဖို့အတွက်ငွေတွေစုဆောင်းလိုက်ရတာဒါပေမဲ့အချိန်တန်တော့နေရဟိုမျိုးသားဘက်ကိုပါသွားရင်ငါတော့ရင်ကျိုးရကြီးရဲ့အိုးအကိုကျော်ရှင်ကလေကျမအကိုကလွဲလို့ယောက်ျားတွေမှန်းသမျှဖွေးနေစကွဲတွေကြည့်ပါတော့ဟိုမျိုးသားကအမေရဲ့ဆွေရည်မျိုးရည်မကင်းလို့ မလွဲသာမရှောင်းသာပဲဆက်ဆံပြောဆိုနေရတာပေါ့အေးလေမင်းရဲ့အမေကြောင့်မေငါအစိမ့်မချနိုင်တာအခုတလောမင်းရဲ့အမေတော်ခိုင်းကမျိုးသားကိုလာအေးကိုတိတ်ပြီးတော့အလေးပေးတာတွေ့ရင်ဒါကြောင့်စိတ်မချလို့ပြောတာပေါ့အမေကဘာပဲလုပ်လို့ကျမသာအဓိကပါကိုရဲ့ကျမရဲ့သဘောပေါ့အေးလေနောက်ချိန်မှာတော့လူတင်ပါလို့နွားကြိတ်တာမျိုးမဖြစ်စေနဲ့ပေါ့ဒို့တို့မောင်ကျော်ရှင်ကစိုးရိမ်စွာနေပြောလိုက်တယ်ဒီချိန်မှစပြီးနောက်ပိုင်းရံများမှာ မခင်စိန်ကအမေဖြစ်သူမခိုင်ကဦးဆောင်ပြီးမောင်လာအီမျိုးကိုပြန်တဲ့အခါအတူလိုက်သွားပြီးမုံရဖီးအားများကိုလိုက်လံဖိုးမြော်ခဲ့တဲ့ဒီတော်တွင်းမှာမောင်ကျော်ရှင်ကနေမထီထိုင်မသားနဲ့မြောင်မီးကကင်တားသလိုဖြစ်နေကြတယ်ဒီလိုနဲ့မခင်စိန်တို့ပြန်ရောက်တော့လေမခင်စိန်ကနေမကောင်းမှုဆိုပြီးຢာရဲကုန်မစင်းမောင်မောင်ကျော်ရှင်မှာချစ်သူနဲ့လွတ်လွတ်လပ်လပ်ခါတိုင်းတို့မနေရပဲအိမ်မသာအိမ်တွင်နဲ့တူရလုံး ။ရှားလုတ်ပြီးချိန်နနက်စာစားချိန်မှာမကင်စိန်တို့အင်ကိုလာခဲ့တယ်။မောင်ကျော်စိန်ရောက်ချိန်မှာမကင်စိန်တို့အိမ်မှာအဖေနဲ့အမေမှာအပြင်သွားချိန်ဖြစ်လို့အိမ်မှာမကင်စိန်တယောက်သာတွေ့ရတယ်။ဟွန်းအကိုရှားတဲကလာရလား။ဟုတ်တယ်လေကွာ။မင်းကရှားတဲကိုမလားတော့ကိုကအိမ်ထိလိုက်လာတာပေါ့။ကျမမအားလို့ပါအကိုကျော်ရှင်ရဲ့ညနေကျရင်လေရှားတဲကိုလာခဲ့မလို့လုံနေသေးတာ။ပြီးတော့မုံရွာကဝဲလာတဲ့ရှိန်အင်းကြီးလည်းလက်ဆောင်ပေးမလို့ တော်ပါပြီခင်စိတ်ဟာနေရမျိုးသားနဲ့မုံရမပြောလို့ရမှာငါ့အတွက်တမ်းမရတချမ်းနဲ့ဝမ်းကြည်အောင်လက်ဆောင်ပေးမလို့ပေါ့လေဟုတ်လားဒီလိုမတင်မာနဲ့ရှင်ကျမရှင်းပြလို့မှမကျင်နေရင်တော့ရှင်းရင်သဘောပဲဒို့တို့မကင်စိန်ကခက်ပြက်ပြက်နဲ့ပြောလိုက်တယ်မောကျော်ရှင်မှာခြေသူကတခါမှခက်မမှာခက်ဆက်ဆက်ပြောချင်းကိုမခံဘူးလို့ရားစွာစင်မကောင်းပါဘူးကဲတမင်းစားခဲ့ပြီးပြီလားဘယ်စားရအောင်မလဲဒီခါပြန်မစားရမှာဒါဖြင့်ဒီမှာပဲစားတော့မဟုတ်တော့ ။အိုးလေးတို့ဒေါ်လေးတို့လည်းရှိသေးတာပဲဥစ္စာ။ဒီမနက်အဖေနဲ့အမေနဲ့ကမစားကြဘူး။သူတို့လည်းရောင်းမအလှရှိလို့ရောင်းရဲမှစားခဲ့မှာ။ဟေး၊ဒါဖြစ်လေစားတာပေါ့။ဒို့သူပြောပြီးမောင်ကျော်ရှင်ကအင်းကြီးချိုတင်။ဟမ်။အိုက်ဆက်ဆက်နေလိုက်တာကွာ။ဒို့သူပြောပြီးရက်တောင်ခန်းနေလိုက်တယ်။အပြင်ဘက်မှာမူတာတင်းလေးများတက်လာပြီးအညာမိုးကရွာမဲပုံတော်မှာပုံ။နေရုံမူသည့်မြတ်သားဖွေးဆိုတော့လေယခုတိုင်းတော့ဟုတ်သည့်ဗတ္တိရွာခဲ့ခြင်းမရှိ။ ဒီနှစ်တော့မိုးကောင်းရင်တော့ဒုက္ခပါပဲကွာဒူတို့မောင်ကျော်ရှင်ကပြောတယ်အမလေးတော့ကျုပ်တို့အညာကတသက်လုံးမိုးကောင်းနေတာအစမ်းမလို့ကိုကျော်ရှင်ရဲ့ကဲထမင်းပွဲပြီးမိပြီစားကြစို့ဒူတို့မခင်စင်ကခေါ်လို့မောင်ကျော်ရှင်ကလက်စီပြီးစပွဲလေးမှအတိုင်းလိုက်တယ်တိုင်လုံးမှာသူတို့နှစ်ယောက်တည်းရှိလေရာဓမင်းဝိုင်းမှာမျက်နှာချင်းဆိုင်တိုင်စားနေရလို့အရသာရှိရင်မောင်ကျော်ရှင်မှာမခင်စင်နဲ့တမီးစား သုံးနှစ်သုံးဖို့ကြော်ခဲ့တဲ့အတိုင်းအားမကင်စိန်တို့အိမ်မှာဝင်ထက်တာနေတော့လေမြည်သည့်အခါမှာထမင်းဝင်စားလိမ့်မရှိဒါကြောင့်ယခုအခါရောရောရွှေရွှေနဲ့ထမင်းဝင်စားလို့မကင်စိန်မှာတပြုံးပြုံးနေဖြစ်နေတော့တယ်။ဘာဟင်းချက်လဲကွာဒို့တို့ကိုကျော်ရှင်ကမေးလိုက်တယ်။ငပြေးမဟင်းကိုစီမကျန်ရေမကျန်လေးချက်တယ်။ငပီးရေကျုံနဲ့တိုးစရာလေးအစုံပဲ။အေးဟာမိုးဦးကြောင့်ဆိုရင်ဘူးရွက်တို့လဲပတူတို့တိုးစရာတွေပေါမပေါပဲ။ တို့တို့ပြောပြီးမောင်ကျော်ရှင်ကထမင်းပကံလေးကိုငပီးရီစမ်းသည်မှာမခင်စိန်ကငပြေမတကောင်ကိုခက်ပြီးတယ်။စားနော်ဟင်းလက်ရကတော့ကောင်းမှာမဟုတ်ဘူးတက်တလမတက်လောက်လေးချက်ထားတာ။အမလေးကွာရီစာမျက်နှာလေးကြည့်ပြီးတော့စားရတာဟင်းတစ်ခွက်လို့တောင်းမှစိုးစကားရှိသေးတယ်မလား။ဒိုခဏမှာမိုးချင်းတန်းနေတူဆိုင်းမစင်ပုံမစင်မှာပဲလေကလည်းမိုးပြေတစ်ချက်မှရွာကြလိုက်တယ်။ခေါမိုးမအမိုက်တရိုက်များကျမ်းမြင့်ဘော်ကိုကြလာခဲ့တယ်။ သူအမိုက်တရိုက်တရဇပွဲဖို့ကိုကြားလိုက်ရာ မကင်းအစင်မှာကပြားကေရနှင့် သူရဲ့တမင်းပကံကိုဆွဲပြီးမိဖို့ကံဘက်ကိုထားပြေးသွားတယ်။မောင်ကျော်ရှင်ကပြတင်းပေါက်တကားများကိုပေးပြီးအင်းရှိမှလမ်းချတဲ့သူရဲ့ခေါင်းမှာပေါင်းတဲ့တပတ်မျက်နှာတုပ်ပေါ်အားလေးကိုသွားရှုပ်လိုက်တယ်။မိုးကချက်ချင်းပြန်တိတ်သွားကမကင်းစင်ကမိဖို့ထဲမှာပဲစားလက်စဓမင်းကိုအပီးတတ်တယ်။မောင်ကျော်ရှင်မှစောစောက စားနေတဲ့ဇပွဲမှာပဲပြန်တိုင်းပြီးသူ့ပကံထဲမှာဓမင်းများကိုလက်စတတ်တယ်။ တမင်းစားပြီးလို့ရေဝါအောင်တောက်ပြီးမောင်းကြောချင်းမှာအင်းရှိကပြင်းမှာထိုင်ပြီးရေနေကြံငှဲတောက်ပြီးနောက်ဈေးပေါ်လေးကိုမင်းကြီးဆိုက်ဖို့ရှင်နှစ်ဖာသုံးမများရှိသေးတယ်ထိုးအန်တော်ရင်အကိုအကိုဘာဖြစ်တာလဲဒူတို့မကင်စင်းကမိဖို့တဲမှာပကံများစီကြောနေရမှာလှမ်းမိလိုက်တယ်ရင်ထဲကပူပြီးတော့ပြုတ်လာတယ်မျက်စိတွေလည်းပြရင်ဟမ်အကိုကြရဲမှာဘာကြီးများမတည့်ရစားမိသေးလဲမနက်ကစတော့ဘဲနဲ့တမင်းကြံမဲစားခဲ့တာ ဒုဒုညီတရင် ပေါ်ကြောချင်းမှာညင်းသက်ပြီးခြေစင်းများတကိုယ်လုံးပြန်လာတော့တယ်။မက်ခင်စိန်မှာပြုံးကနေတည်ကြပြီးအင်ပြေးမှလူများကိုအော်ဟစ်အကူညီတောင်းတဲ့အခါအင်းဒီချင်းများရောက်လာပြီးကြီးချူကြတယ်။ထိုအခါရော်ရဲကမြမစည်းစရာဥသူတော်ကိုသွားပြီးရန်အကြံပေးလို့လူငယ်တယောက်ကိုသွားပြီးပင်ခိုင်းရာစည်းစရာဥသူတော်လည်းရောက်လာခဲ့တယ်။ဟာအစိမ့်မိတာပဲပထဝီကောင်တော်မှစုံနေပြီဖြည့်စည်းတိုက်လို့မရတော့ဘူးမျိုးစည်းအောင်ကိုမြ мян ပို့မှဖြစ်မယ်။ ဒို့တို့ပြောလို့မကင်စိမ့်မအဖေမေအိမ်မမရှိကြတယောက်တည်းများများခဲ့တယ်။အိမ်ဘေးကလူများကူညီနေလဲတစည်းကိုဆင်းပြီးဈေးရောင်ပူရန်လဲပေါကိုဝိုင်းပွေတင်းစိမ့်မမောင်ကျော်စိမ့်မအသက်ထွက်သွားရှာရည်။တကြီးထန်သွားပြီး အကျိုးချောင်ပြောကြရာတကြီးကိုယ်တိုင်ကအလန်းကိုရင်မပင်ကတဲ့ကိုပူရန်ရင်မပင်မှာဒိုစင်ကကတဲ့အစ်င့်သာရှိလို့မုံရွာမြို့ကိုတဆင်ပူကြရည်။ အဲ့ဒီနောက်မုံရွာစည်းရုံကြီးကိုပို့ပြီးမခင်စိန်ကိုဖမ်းခဲ့ခြင်းဖြစ်တယ်။မခင်စိန်ကိုလောလောဆယ်မှာအာမခံမပေးနိုင်ပေရမန်ကြီးတစ်ပတ်ချုပ်ထားတယ်။တရားခံကလက်သိမ်မပေါ်သေးအလောင်းမအစာအိမ်ကိုယူပြီးရန်ကုန်မြို့ဓာတုဗေဒဆရာဝန်ကြီးတန်ကိုပေးပို့စီစီထားတယ်။ရွာထဲမှာတော့မခင်စိန်ရဲ့သတင်းကို ပြောနေကြတယ်။မခင်စိန်ကမြို့သားမောင်လာအေးကိုသဘောကျလို့ ငယ်ရီသားကျော်ရှင်ကိုဓမင်းထဲမှဆေးခတ်ပြီးတက်တယ်လို့ဝိုင်းပြီးတော့ဆွဆဲကြတယ်။ဒါနာပိုင်ကြီးဥပသားမလေးညီတို့စုံစမ်းလို့မှမရအောင်မခင်စင်ရဲ့ပကတိရိုးသားတဲ့အတွင်နဲ့မောင်ကျော်စင်ကိုချစ်ခင်စုံမတ်ပုံကိုအစအစရရစုံစမ်းသီးရှိပြင်ရာတတ်တေကံမရှိဘဲနဲ့လေမခင်စင်ကိုတက်အပ်မဆွေးခြင်းမခင်စင်ရဲ့အင်တွင်ရှိ ပလင်းများဘူးများကိုမှောက်လန့်ပြီးရှာဖွေတော်လေအစိတ်ဆိုလို့မြူးတမုံများမတွေ့ရအောင် ရှေးခေတ်ကကြေးရွာတွေမှာအစိမ့်အင်းတွေတရားစည်းဆိုင်မှာစိန်မုံကိုဝေးပြီးတံမြာနဲ့တောက်ပြီးတေချောင်းကြံကြရတယ်။မခင်စင်ရဲ့အိမ်မှာအဆိုပါစိန်မုံကိုမတွေ့ရလို့စဉ်းစားရခန့်နေတော့တယ်။ရပ်ပေါင်း20နီးပါးကြာမှာရန်ကုန်မြို့ရှိဓာတုဗေဒဆရာဝန်ထံမှာမှတ်ချက်နဲ့စည်းစာပြန်ရခဲ့တယ်။စာမှာတေးသူမောင်ကျော်ရှင်ရဲ့အစာရင်တွင်မှာအစာနဲ့ရောနေတဲ့တောက်တဲ့ချင်းများကိုတွေ့ရတယ်။ထိုတောက်တဲ့ချင်းရဲ့ပြင်းထန်နေစေချင် ရုတ်တရက်တည်ဆုံးရခြင်းဖြစ်တယ်လို့မှတ်ချက်ရှိထားခဲ့တယ်။ဒီလိုဆိုတော့ဥပဒါဖို့စဉ်းစားရခဲ့တယ်။မောင်ကျော်ရှင်ရဲ့ဓမင်းဟင်းထဲမှာမခင်စိန်ကတောက်တဲ့ချေခံပြီး အစိခတ်တယ်ဆိုရင် မောင်ကျော်ရှင်တည်တည်ဆိုပါသူဓမင်းစားနေတဲ့မှာမောင်ကျော်ရှင်တယောက်တည်းမဟုတ်ဖိသူနဲ့တူနှစ်ယောက်စားနေတယ်လို့တောက်ဆိုထားတယ်။သူပြေလို့မြည်တီဟင်းထဲမှာတောက်တဲ့ချေခတ်တယ်လေ။အကယ်၍မတော်မဆတောက်တဲ့ချေကကြားသည်ပဲတောင်းတော့ ပကန်းနဲ့ကိုကြရင် စားသူနေရစလုံးအစိတ်ဖြစ်ပြီးတော့သေးမယ်။တယောက်သေးပြီးကြံတယောက်မခင်စိမ်းမှလည်းဝေဒနာကိုခံစားရမယ်။အခုတော့မခင်စိမ်းမှတော့ဘာမှမဖြစ်ပဲမောင်ကျော်ချင်းချားမှတရားရည်ဖြစ်ကဥပဒါဖို့အတွင်းနဲ့ဆရာဖြစ်ခဲ့တယ်။ဒါကြောင့်ဥပဒါကရာဇွေးမှုခင်းများလုံယိုလောက်ခွင့်တုံးစံအတိုင်းမိုးခင်းဖြစ်ပေါ်ကြနေရကို ကွင်းစင်လေးလာကြည့်ရှုရင်တရားသူကြီးအဖွဲ့ကိုလျှောက်တာခွင့်ပြုချက်တောင်းခံလိုက်တယ်။ ထို့အခါကျွန်တော်နှင့်အဖွဲ့ဝင်များပလေဦးတော်အပေါင်းတွင်ဌာနအုပ်ဥပဒါနေတူမုံရမြို့မှတဖက်ကန်းရှိညောင်မင်းကြီးစိတ်ကိုပလေမော်တော်ဘုံနှင့်ကိုးခဲ့ပြီးဒုံမတစဉ်ရင်းမဲ့ပင်ကိုမော်တော်ကားနေသွားပြီးလက်တောင်းရွာကိုရောက်ခဲ့တော်သည်မကင်စင်ကိုလည်းအတူရုံထုတ်ခွင့်အချုံမှထုတ်ချွေပြီးခေါ်ဆောင်ခဲ့ကအခင်းဖြစ်နေရကိုပြသခိုင်းနေမကင်စင်ရဲ့အင်ကိုရောက်သည်မှာတမင်ဝိုင်ဖွဲ့တဲ့နေရကိုရောက်တော့မကင်စင်ကရှင်းလင်းပြောပြလိုက်တယ် ထမင်းစပွဲလေးကဟောရီနေရာမှာပါရှင်ကျမကမိဖို့ကြောင့်ကိုကြောပီးပြီးတော့ထိုင်စားပါတယ်သူကအင်ရှိကိုကြောပီးပြီးတော့နှစ်ယောက်သားမျက်နှာချင်းဆိုင်စားကြပါတယ်အေးဘာရင်နေနေစားလဲဟုတ်ကဲ့ငါပြေမစီမကြံရေမကြံလေးတစ်ခွက်ငါပြီးရေတို့စရာနဲ့ပဟင်းကြိုလေးပါတို့စရာကဘာတို့စရာလေးလဲတချို့တို့စရာသီးနှံတွေကတမျိုးနဲ့တမျိုးမတည့်ရာတွေကရှိတယ်ဟုတ်ကဲ့သက်ခွားသီးပါစီအောင်ဟင်းကိုအလဲမှာပကံနဲ့ထည့်ထားလားထမင်းပကံထဲမှာပုံစားလား ငပြေးမဟင်းရဲ့ပင်းဟင်းကျူရဲ့ငပီးရဲ့ကျူတွေအလုံးပကန်းနဲ့တက်တက်ထဲပါရင်တို့စရာတခွားသည်လေဇလုံးထဲမှာရေစိမ်ပြီးတော့ထည့်ထားပါရင်ကဲဓမင်းစားနေတော့ထူးကြတာကမိုးရွာလို့ဓမင်းဝိုင်းကထားပြည့်ရယ်ဆိုရင်တော့ဘသူကအရင်ထားပြည့်လိမ့်ဟုတ်ကဲ့ကျမအရင်ထားပြီးမီးဖို့တဲ့ကုန်ပြေးပါရင်စက်သားကြောက်တွေနောက်ဖေးမှာလမ်းထားတော့ရေစုံမဆိုးလို့သွားရောက်ပါရင်တို့ကဓမင်းဝိုင်းကထားပြီးပြတင်းဘောက်ကိုပိတ်ပါရင်နောက်ပြီးအင်းရှိမှလမ်းထားတဲ့သူ့ရဲ့တပတ်ကလေးကိုသွားရောက်ပါရင် ကျမလည်းထမဲဝိုင်းကပကန်းနေရှိပြီးမိဖို့တဲ့ကိုပြောင်းမယ်လို့တော့မိုးတိတ်သွားတာနဲ့နှစ်ယောက်စလုံးအဲ့ဒီနေရာမှာဆက်စားကြပါတယ်။ဥပသာကခေါင်းငိမ့်လိုက်တဲ့ယခုအတိုင်းဆိုရင်မခင်စိန်ပေါ်တန်တရားရှင်းစရာဖြစ်နေခဲ့တယ်။ဒါကြောင့်သေးသူမောင်ကျော်ရှင်တိုင်းပြီးထမဲစားရဲဆိုတဲ့နေရာရဲ့အပေါ်မိုးကိုကြည့်လိုက်ကြအဲရှိဆောင်နဲ့မိဖို့ဆောင်ကိုတက်ခင်မိုးနှစ်ခုထပ်ပြီးအလဲမှာရေတလျှောက်ခံထားတဲ့နေရာဖြစ်ရာ မောင်ကျော်ရှင်ရဲ့ပကံထဲမှာရေတချောင်းနဲ့တတဲဖြစ်ပြီးရှိတဲ့နေရာလို့ခမန်းရတဲ့ဥဘသားကတပည့်ပလိလေးမောင်သိန်းကိုလမ်းခေါ်လိုက်တဲ့ဟဲ့မောင်သိန်းဟောရီရေတချောင်းပေါ်ကိုတက်ကြည့်စမ်းကွာဒို့တို့ခမ်းရပလိမောင်သိန်းကလက်ပြီးပြတင်းပေါင်းမှတွေးပြီးခေါမိုးဆက်ကိုရှာမှ ရေတချောင်းနားမှာခေါမိုးထက်ကမောင်သိန်းရဲ့အော်ပြောတံကိုကြားရတဲ့ဟုတ်ကဲ့ဌာနပိုင်းကြီးခမရေတချောင်းထဲမှာတောက်တဲ့နှကောင်နဲ့တောက်တဲ့ခြေတွေတွေ့ပါတယ်အေး အဲ့ဒါတွေ့ရင်လေကောက်ယူခဲ့ကလက်နဲ့တော့မကိုင်းနဲ့ဒုံးနဲ့ကောက်ယူပြီးစက်ကူတဲကိုထည့်ခဲ့ဒူတို့မာလိုက်တဲ့ခဏမှပဲပလိတ်မောင်သိန်းစင်းလာပြီးတောက်တဲ့ချင်းများဂုံချင်းကံပမာနာအတောင်းပုံကို စက်ကူနဲ့ထောက်ရမှာဖွင့်ပြလိုက်တဲ့တချို့မှစုံနေပြီးတချို့မှခြောက်သေးလေးရရှိတယ်ကလေးတို့အိမ်အင်ခေါမုံးမှာတောက်တဲ့အော်တန်နေကြလားဟုတ်ကဲ့အော်ပါရစီယံခြံတော့ကတည့်ရပြေမောင်မှာတကောင်ရေတက်ရှောက်မှာတကောင်ရှိတာအပြန်អော်ကြပါရင်ကဲ့ လူကြီးမင်းနဲ့အားလုံးမျက်မြင်ကိုတွေ့အတိုင်းမှာပဲဗျာသူတို့နှစ်ယောက်ဓမင်းစားနေတော့မင်းကလေးကမိုးရွာလို့ဓမင်းပကံကိုဆဲပြီးမြေပုတ်ကန်းဘက်ကိုထားပြေးတယ်သေသူကလည်းထားပြီးတော့ဝိတ်တွေရုပ်တယ်ပြန်လာတိုင်းစားတော့ဒီနေ့ကိုပဲမင်းကလေးရောသေသူပါစားကြတယ်ဒါပေမဲ့အများမြင့်မြင့်အတိုင်းပဲပေါ့ရေတျောက်တဲကတောက်တဲ့ချေကသေသူရဲ့ပကံနဲ့တိတိကိုကြပြီးသေသူကမတိပဲနဲ့စားလိုက်မိပုံတော့ရတယ်တကယ်တော့တရားခံလူသက်သမားကဒီမင်းကလေးမဟုတ်ဖြစ်တောက်တဲ့ဖြစ်နေပါတယ် ဒီတော့မှလူတွေအားလုံးဟာကနေဟင်ကနေဖြစ်ပြီးဥပသားရဲ့စုံစမ်းထောက်လန်းပုံစီးဆက်သေးကြပုံအကင်းပါပုံတို့ကိုအံအော်ချီးကျူးကြတယ်။မိန်းကလေးရဲ့မျက်နှာမှာဒိုချိန်မှသာရှင်ပြလာတော့တယ်။ဟုတ်ကဲ့ဇလန်လေးကိုအဆုံးတင်နာဆင်ပေးကြရင်ပြည်သူများအလုံးကိုကျေးဇူးများကြီးတင်ပါရခြင်းဒီမိုင်းချန်နယ်လေးကိုလည်း subscribe လေးနှိပ်တာကြည့်ပေးဖို့တောင်းဆိုပါရစေရှင်